အားလုံးပဲမင်္ဂလာပါရှင်။ရွှေယောဂနေကြိုဆိုလိုက်ပါလေ။ဒီနေ့မှတော့ကျမတို့ကယောဂနဲ့ပတ်သက်ပြီးတော့ဗောနော။မနက်မိုးလင်းရင်ကျမတို့အိပ်ရထားတဲ့အချိန်ကြရင်ဗောနော။များသောအားဖြင့်ကျမတို့မြန်မာပြည်ကအငယ်များရဲ့အစားအစာတို့ဗောနော။အချိန်ထည့်ထားတဲ့အစားအစာတို့ကြိုက်ကြရလေ။အဲ့တော့ရင် အဲပထမကြီးကစားရစားစားရင်ကမှားလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ပုံမှန်လေးကြည့်ရင်မလုပ်လို့ပဲဖြစ်ဖြစ်ပေါ့နော်ငနေမွနေထားတဲ့အချိန်ကြရင်ညောင်းနေတဲ့တဲ့ကြိုက်ခဲနေတဲ့တဲ့อืมနောက်တစ်ခုကကိုလက်မအိမ်မသာဖြစ်နေတဲ့တဲ့ပေါ့နော်အဲ့လိုမဖြစ်တည်တိုင်းပေါ့နော်ကိုကတခုခုယူမယ်တခုခုလုပ်မယ်ဆိုအကြောင်းငှထားနေပါဖြစ်တဲ့တဲ့ပေါ့နော်အဲ့လိုမဖြစ်လာအောင်မနေမွနေနိုင်လုပ်တင်နေဒီယောဂလေးကိုကျမကဒီနေ့သင်ပြီးတော့မှဖြစ်ပါလေရှင် ပထမအဦးဆုံးကျမတို့လွယ်ကူရိုးရှင်းစာနဲ့ထိုင်တဲ့သလိုမျိုးလေးဘယ်ပဲအထက်ဖြစ်ဖြစ်ဘယ်ပဲအပြင်ပဲဖြစ်ဖြစ်ထိုင်လို့ရပါတယ်အဲ့လိုမျိုးလေးထိုင်ပြီးပြီဆိုလို့ရှိရင်ပထမအဦးဆုံးကျမတို့ကနေဖို့ရှူသွင်းမယ်ရှူထုတ်မယ်ပေါ့နော်အဲ့လိုအဲ့ဒီရှုသွင်းရှုလို့အလုပ်ကိုအရင်လုပ်ရလဲဆိုရင်ကျမတို့စိတ်တွေတည်ငြိမ်အောင်ပေါ့နော်အားလုံးကိုအယုံကြီးစူးစီရတဲ့သဘောမျိုးပေါ့နော်ရှုသွင်းမယ်ရှုထုတ်မယ် Sư tí mê Sư thô mê Sư tí mê Sư thô mê Sư tí mê Sư thô mê Nó giống cái chế nhá hay sư mê nó ရှိထုံးမယ်။ Okay ။ဒီပြင်းချင်းညလုံးလေးကိုပြန်ပြီးတော့ဖွင့်မယ်နော်။ Okay ဟုတ်ပြီ။ဒီနေ့အတွက်ကျမတို့ကမနေ့ပိုင်းပေါ့နော်အိယာငုံချင်းလုပ်တဲ့ယောဂလေးကိုစတင်လို့ရပါပြီပထမအဦးဆုံးကျမတို့ကအကြောလေးငတ်နေတဲ့အကြောလေးပေါ့နော်ဖြေကျော့သွားအောင်အရင်ဆုံးအကြောလျှော့တဲ့ပုံစံမျိုးလေးကိုအရင်သွားမယ်နော်အတော့ရင်လက်နှစ်ဖက်ကိုနောက်ကနေပြီးတော့ဝိုက်ပြီးတော့ဖြည်းဖြည်းချင်းမှပြီးသွားမယ်နော် ။နော်အဲ့လိုမှယူရတဲ့အချိန်မှာကြောတွေရောလက်တွေရောအာရင်တွေကုန်လုံးလက်ဖျားလေးမှာပဲစုထားပြီးတော့ရင်မှယူမယ်။အင်းကြီးလက်အုပ်ချီပြီးတော့ရင်ရှေ့ကိုပြန်ထုတ်မယ်။မှယူရတဲ့အချိန်မှာလေကိုရှုံသိပြီးတော့ရင်ရှေ့ကိုထုတ်တဲ့အချိန်မှာလေကိုမှုတ်ထုတ်မယ်နော်။အားလေးကိုကျမတို့ကငါးကြော်လုပ်ကြည့်မယ်။ရှုသိမယ်။ရှိထုတ်ပဲဖြည်းဖြည်းလေးရှိထုတ်ပဲ να το χάσει ούτε εμένα,